啥喽？就那你吃肉没嘛？那边吃肉楼面啊，比较好吃一点啦。基就那肉都吃点嘞。家它，以前牛的，你你你你光买吧？少？三斤的高的，他讲那老肉其他居民不要了，家它基本上吃的不得吃的，的不得多少肉啊，老的就买青肉吧，是哎，你妈的都是五肉保幺七零的你啊啥青肉没保障，某样青春没肯然后按你几斤的你啊保障，哎，你啊没有多少肉啊。 ကိုယ့်အသက်ကိုပေါ့နော်ကိုရဲ့အသက်တွေဗရဏမထားပဲနဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကိုဘုံရွာမြို့ဟာနမကတိုင်းမူကြီးဘိုးချုပ်မျိုးမင်းတို့ဒူတိုင်းမူကြီးနော်တိုင်းစီဦးစီးချုပ်တို့တိုင်းဂျီဝမ်တို့အကုန်လုံးပေါ့နော်အခြေခံအရာရှိစစ်တီအရာအားလုံးနဲ့ပေါင်းဆက်ပြီးတော့မှမုံရွာမြို့ကိုနော်အေးချမ်းအောင်တက်မတော်ကာဝေးဦးစီးချုပ်နိုင်ငံတော်နာသာကဝန်ကြီးချုပ်ရဲ့အောက်မှာရှိနေတဲ့တက်မတော်သားတွေဟာအသက်ချွေးခံတာတွေဖေးဆက်ပြီးတော့မှပြည်သူလူထုရဲ့အသက်အိုးရဲ့စူးတင်ကိုကာဝေးနေတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကပြည်သူလူထုတွေသိဖို့အတွက်ကိုကျွန်တော်တို့ကကိုယ့်အသက်ကိုကျော်ဆုံးမှလည်းမိသားစုရှိတယ်တစ်စိမ်းမှလည်းမိသားစုရှိတယ်ဇော်ပွင့်မှလည်းမိသားအဲ့ဒီမိသားစုတွေကို အသက်တွေကိုဗရဏမထားဘဲနဲ့ကျွန်တော်တို့ကပြည်သူလူထုရဲ့ကိုသားပေါ့နော်ဒီမုံရွာမြို့ဟာငြိမ်းချမ်းနေတယ်ကျွန်တော်တို့တော့ဒီလိုသွားလို့လာလို့ရတယ်ဟုတ်လားကျွန်တော်တို့အဲ့ဒါကိုပြသချင်တာဖြစ်တယ်နော်အတချို့ကျတော့ဒီ online ပေါ်မှာနေပြီးတော့မှာပေါ့ဗျာသိရမလားဟိုကြီးမဟုတ်ကဟုတ်ကစကားတွေ water mind တိုက်တယ်အစိမ့်မိအခုလိုဒီဘဲရင်ကဘုံကျဲတဲ့ဖြစ်စီလို့မျိုးနေပေါ့အဲ့ဒါတွေမဟုတ်ကဟုတ်ကပေါ့နော်ဒီဟိုဘက်ကခွေးတင်ပြရတော့ဘာလို့ကတင်နေ ပေါ့နော်စကားတွေကိုယုံကြည်ပြီးတော့မှဟိုအယုံကြည်တယ်နဲ့မသွားရဲတာတွေမလာရဲတာတွေပေါ့နော်အဲ့လိုဖြစ်တယ်အဲ့တော့ဒီနမကမှာအဲတိုင်းမူဒီတိုင်းမူရောက်ရှိလာတဲ့အချိန်တွေကတို့ပြန်ပြေးဆွဲတာ ਈ နော်အဲအဲ့ဒါတွေဟိုခြုံငင်းသွားတယ်အဲခြုံငင်းသွားတယ်မိတယ်အဲတိုင်းမူရတဲ့တရင်ကိုတရင်ရရသလိုတိဆောက်ပြီးတော့မှအမြဲအမြန်ဆုံးဒီစစ်စင်ရေးကို operation ကိုဆောင်ရွက်တယ်နော်အဲ့ဒီတော့မုံရောင်မျိုးကငင်းကြနေတယ်ငင်းကြတယ်မငင်းကြဘူးကြည့်ချိန်တမှာကျွန်တော်တို့ဒါကျွန်တော်ချင်းနေမြင့်လဲကောင်းပါမြင့်လဲကောင်းပါနော်မြင့်လဲကောင်းပါကျွန်တော်ညီကိုနေရောက်ရှိတယ်ဟိုမှာချင်းတွေတရားရှိတယ်နော်ကြည့်ကြည့်လာမိုးရောင်မှာချုပ်နေပါပြီပေါ့နော်အဲ့တော့မုံရွာနေပြည်သူလူထုတွေနော်အကြောက်ရရခင်းခင်းနဲ့နော် ကျွန်တော်တို့ဒီကိုယ့်ရဲ့နေရဒေတာရဝင်းကို ပေါ့နော်ပြန်လာပြီးတော့မှစီးပွားရေးတွေလှုပ်ဆောင်မှာအခုကျတော့လက်ဆက်ချမ်းသာတဲ့လူတွေကကိုယ်စလဲတွေနဲ့လွှဲထားတော့မုံရမုံရမျိုးဟာစီကားတင်းတောင်မစီကားတော့ပဲနဲ့အဲသူများရဲ့ပါဇက်မှာလမ်းဆုံးပြီးတော့မှအကြောက်တရားတွေနဲ့ရင်ဆိုင်နေရတယ်အခုဆိုရင်ဒါကျွန်တော်တို့ဆိုတိုင်းပြည်ပြည်တွေအကုန်လုံးကနော်တက်ချင်တဲ့လူတွေရှိတယ် PDF တွေဆိုကျွန်တော်တို့တွေတက်မှာနော်ကျွန်တော်တို့ခုဒါ PDF ရှိနေတဲ့နေရာကိုကျွန်တော်တို့ဒါတက်မလို့ဟိုစီရင်နေပဲကျွန်တော်တို့လိုက်ပြနေတာဒါကကျွန်တော်တို့ကငိမ့်ချမ်းနေဆိုတာကိုပေါ်ဆောင်ခြင်းနဲ့စိတ်တစ်ခုပဲရှိတယ်ကျွန်တော်ဘာမှမရှိဘူးကျွန်တော်တို့ရှိနေမှာအဲ့တော့မြန်မာပြည်အများဆုံးငိမ့်ချမ်းပါသည်ရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်နေပြင်းပြီးနောက်တန်းအမိသားစုတွေနဲ့အများဆုံး2025ခုနှစ်အတွင်း UNG ကို အတွင်ကူးပြောင်းရေးအစိုးရတရက်ဖြစ်နိုင်ငံရေးနှင့်စစ်ရေးနောက်တဆင့်တက်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီဟု UNG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးအသိပေး2025ခုနှစ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကိုအတွင်ကူးပြောင်းရေးအစိုးရတရက်ဖြစ်နိုင်ငံရေးနှင့်စစ်ရေးနောက်တဆင့်တက်ရန်တိုင်းဒေသနှင့်တော်လှန်ရေးခေါင်းဆောင်များအားလုံးသဘောတူညီထားပြီးဖြစ်ကြောင်းပြည်တွင်းရောက်ရှိနေသည့်နာဂါ ဝင်ကြီးဒေါက်တာဇော်ဝေဆိုးကအတိပေးပြောဆိုလိုက်ပြီးရန်ကုန်ခေတ်သစ်သတင်းဌာနကအမြဲပုံမှန်ထုတ်လွှင့်နေသည့်ပြည်သူ့မှပြည်သူတို့အစီအစဉ်နှင့်တွဲဆုံမေးမြန်းခန်းတွင် NUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးကအထက်ပါအတိုင်းပြောဆိုသည့် NUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ် NUG ယာယီတမရကြီး၏ညွှန်ကြားချက်အရပြည်တွင်းသို့အပြီးပြန်လည်ရောက်ရှိခဲ့ကြောင်းရင်းနောက်သက်ဆိုင်သောတွေ့တင်တွေ့ထိုက်သည့်တိုင်းရင်းသားခေါင်းဆောင်များအားလုံးနှင့်တွေ့ဆုံခဲ့ကြောင်း ထို့သောတွေ့ဆုံချိန်တွင် NUG ကိုအတွင်ကူပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးစီရေးနောက်တဆင့်တည်ရန်ခေါင်းဆောင်များအားလုံးသဘောတူညီကြကြောင်းပြောဆိုသည့်2021ရဲ့အခြေအနေနဲ့2025ရဲ့အခြေအနေကမတူတော့ဘူးဆိုတာကိုတော်လန်ရေးခေါင်းဆောင်များအားလုံးနဲ့ပြောဖြစ်ပါတယ် အဲ့ဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိဒေါ်လာရေးမှာမြေနေရာတွေ territory တွေပိုင်ဆိုင်နေတဲ့စည်ရေးအရာတက်အင်အားတွေလက်နက်အင်အားတွေပိုင်ဆိုင်နေတဲ့နိုင်ငံရေးအရာလည်းပြည်သူလူထုတရက်လုံးကထောက်ခံနေတယ်ဒီတိုင်းရင်းသားကောင်းဆောင်တွေဒေါ်လာရေးကောင်းဆောင်တွေကဒေါ်လာရေးနောက်တစ်ဆင့်အလုံးစူးစီးကြရမယ်ပေါင်းစည်းကြရမယ်စူးစီးကြရမယ်ညီညွတ်ကြရမယ်ပါဝင်ကြရမယ်ပါဝင်ဖို့လိုရဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ် ဒါကြောင့်တကယ်တော့ဒီတော်လန်ရဲ့အနေထားက2020တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တဆင့်တက်ပြီး2025မှာအတွင်ကူးပြောင်းရေးကာလအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့တော်လန်ရေးအင်အားစုများခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတာကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်